ကျဲဥတော်တော်များများကရင်နှွေးနဲ့အပြုတ်ခံကြရတယ်။တချို့ကတော့ဒေဝူးထဲထည့်ပြီးအကြောခံကြရတယ်။အကောင်ပေါက်သွားတဲ့ကျဲဥဆိုတာရှားတယ်။ကျဲဥအနေစုကလားအကောင်ဘဝကိုရောက်သွားကြရတယ်။ဇူလိုင်လဟာမြန်မာနိုင်ငံအတွက်တော့လွန်ဆွတ်ကြေကွဲเสียအမှန်ရเสียတွေအမှန်ပါ။ကျွန်တော်တင်ဆက်သူအနေနဲ့လဲဇူလိုင်လဟာကျွန်တော်ဘဝအတွက် အသိလိုင်းတွေအပြည့်နဲ့ပေါ့1980ကျော်ကျော်ဝန်းကျင်လောက်ကကျွန်တော်လူမမဲအရွယ်တိတက်ခါစတတ်တိုက်ဆိုင်ဆိုင်ပဲဇူလိုင်လ19ရက်နေ့မှာပဲကျွန်တော်ရဲ့မန္တာမိခင်ကြီးဟာဆုံးပွားသွားခဲ့ရပါတယ်မြန်မာနိုင်ငံရဲ့အာဇာနည်ကောင်းဆောင်တွေကြာဆုံးခဲ့တဲ့ဇူလိုင်လဟာလူများဤသူလွမ်းဆွတ်တန်းတအမှတ်ရနေပြီမဲ့ကျွန်တော်ကပူလို့တောင်းလွမ်းဆွတ်ကြီးကွဲနေမိပါတော့တယ် မင်္ဂလာပါဒီခဏိမှာတော့ဥဖုံးဓာတုမန္တလေးတတိရှိတဲ့မြက်ပြင်းများနေဆွဲအတွေ့ရတအစာစုမှ အကောင်ဖြစ်ခြင်းဤဥခုံကိုဖောက်ထွက်ဆရာကြီးမန်းပါခိုင်ရဲ့အကြောင်းလေးကိုယခုဇူလိုင်လ အာဇာနည်နေ့မျိုးမှာဂုံပြုကြိုဆိုတော်အဖြစ်ချစ်မိတ်ရွှေမြတ်ကိုလာရောက်မြဝေတင်ဆက်ပေးမှာဖြစ်ပါတယ် ငါပကံသေးကိုမပြောဦးများများထည့်ပေးဟာ26ဆယ်လ2012ဒီနေ့မနေ့အဆောင်အဆောင်တွင် မုတ်ဟင်းကားချက်ပြီးစားကြသည်ကျတွန်နီနွားတူကနွားငါပြောဦးလီတူကလီအရန်ကိုပြုတ်ပြီးအသားနှွင်တူကနှွင်ဒီပဲစိမ့်ကိုလော်ပြီးထောင်းတူကထောင်းမီးမွေးတူကအမွေးပကံစီးတူကစီးအလွန်ပြောစရာကောင်းပါသည် တရင်ကျွချောင်းပိရဲ့အိမ်ပြန်ကြရတော်မူဖြစ်၍အမတ်တရမိုးဟင်းကချက်စားဖြစ်ကြသည်မိုးဟင်းကကြက်ပြီးဟင်းရီမှုမှုတင်းတင်းလေးကြောင့်ကျောင်းသူကျောင်းသားများကစားချင်နေကြပြီးကိုပကံကိုကိုယူပြီးမုတ်ဖတ်ထဲ့ကြသည်ဟင်းရီကိုကျောင်းသားတယောက်ကထဲ့ပေးနေသည်ထို့သို့ဟင်းရီထဲ့ပေးနေစဉ်တွင်ကျောင်းသူ နော်အဖောကငပြောဦးမမြထက်ပြီးရန်တောင်းဆိုသည်သူတို့တို့ပျော်ပျော်ပပမုံရင်ကားစားနေကြဒီကိုကြည်ပြီးကျွန်တော်စိတ်แท้တွင်ကြည်နူးနေမိသည်မုံရင်ကားစားပြီးရင်ကိုပကံကိုဆေးရမယ်ဒီနေ့ညစာကျက်ပြီးရင်အမှတ်တရစကားပြောပွဲရှိတယ်ဟဲ့ဒီနေ့ဟာတို့နိုင်ငံအတွက်အရေးကြီးတဲ့လူတယောက်ရဲ့အမွေးနေပဲသူ့မွေးနေ့ ဘယ်သူမွေးနေလဲဆိုတာညာဘက်မှာဆရာပြောပြမယ်ဒီလိုနဲ့ညာဘက်ကိုရောက်လာခဲ့ပြီးထိုညကအလှတာဤလှထွက်စောဤလှရန်အောက်တွင် လူဆုံနေပြီကျွန်တော်ကစကားကိုဆလိုက်သည်ဒီနေ့စကားပြောပွဲမှာเจ้าหนูเตี่ยวကိုဆရာရွေးချယ်ထားတယ်သူပြောရမယ့်စကားတွေအတွက်ချူပြီးတော့အစာအုပ်တွေကိုဆရာပေးထားတယ်ဖတ်ခိုင်းထားတယ်ဒီအเจ้าဘဒုကိုမှ အတိပေးမထားဘူးဆရာကိုခွင့်လွှတ်ကြပါအားလုံးအံ့ဩသွားကြသည်ဘယ်သူများဖြစ်မလဲပေါ်အဲ့ဒီเจ้าလူကတော့ခင်ကြီးကဲခင်ကြီးတမီရွှေရှေ့ကိုထွက်ခဲ့ပါ စကားပြောပါ သူငယ်ချင်းတွေမေးရင် ဖြေပေးပါပြုံးရှင်တော်မျက်နှာဖြင့်ခင်ကြီးတယောက်သူငယ်ချင်းတွေရှေ့တို့ ဖြက်ဖြက်လှက်လှက်ရောက်လာသည်ငါနာမည်ကအခင်ကြီးငါကိုနင်တို့ကဘိုချုပ်ကြော်လို့ခေါ်ကြတယ်တရင်ကျိုးចောင်းပိတ်ချင်းအိမ်အပြံမှာ စကားပြောပွဲရှိတယ်လို့ဆရာကပြောတယ်အဲ့ဒီစကားပြောပွဲအတွက်ဆရာကအမျိုးသားအာဇာနည်ပုဂ္ဂိုလ်ကြီးဆရာမန်းဘတ်ခိုင် အကြောင်းကိုကြိုတင်ပြီးလေ့လာခိုင်းထားတယ်ငါတိတလောက်ပြောပြမယ်မရေချနဲ့ဟာ မရေကြနဲ့ပြောမှတငယ်ချင်းတွေကရေကြတော်သည်ဆရာကြီးမန်းပတ်ခိုင်က1903ခုနှစ်အော်တိုဘာလ26မှာမွေးတယ်ဒီနေ့ဟာဆရာကြီးမန်းပတ်ခိုင်ရဲ့တရကိုနှစ်မြောက်မွေးနေ့သူကကရင်အမျိုးသားကြီးတနင်းလာသားငါလဲတနင်းလာသမီးပဲခင်ကြီးကတနင်းလာသမီးဖြစ်ရတာကိုကြံဖန်ပြီးဂုံယူလိုက်သည်ဒီဒီ နားထောင်နေသူအားလုံးကတပြုံးပြုံးနေတပြုံးတပြုံးပြုံးနေဟင်္ဒရာမြို့ရဲ့15မိုင်လောက်ဝေးတဲ့ဟင်္ဒရာပတိမီရထာလန်းဘော်ကယုံတလင်းရွာသားသူ့အဖေကတကြီးကရင်မျိုးသားကြီးမန်းပေကုံအမေကတော့ပုသူကဟင်္ဒရာမြို့မှာရှိတဲ့ ABN အကြောင်းမှာ ကျောင်းနေခဲ့တယ်။ဘာမာရိုင်ဖယ်တပ်ထဲကိုဝင်ဝင်ခဲ့ဘူးတဲ့1926နောက်ပိုင်းမှာကရင်ရတူရွာသားတွေတပ်တာခြုံကြီးဖို့ရည်ရွယ်ပြီးသူတို့ညီကိုတွေကအစုဆက်ကော်မတီထောင်ကြတယ်။ကရင်စာပေထွန်းကားဖို့ရည်ရွယ်ပြီးတော့လဲတူပိုက်ဆန်နဲ့ကရင်ကျောင်းတစ်ချောင်းကိုဖွင့်လှစ်ခဲ့ဘူးတဲ့။ ပြီးတော့ကရင်လူငယ်အစည်းယုံကိုလည်းဖွဲ့စည်းခဲ့တယ်။ကရင်တိုင်းရင်းသားဂျန်နယ်နဲ့အက်ဒီတာအဖြစ်လဲလုပ်ခဲ့တယ်။ခင်ကြီးကအသားညူညူအရက်ရှိရှိမျက်ခုံးမျက်လုံးကောင်းကောင်းအတန်းထဲတွင်မှလှတော်လဲထင်ရှားသည်။လူမကြောက်တတ်ပျော့ပျော့ရှင်းရှင်းနေတတ်သည်။စာကြီးစာကုန်းအရေးကောင်းသည်လက်ရေးလှသည်။အတော်ဆုံးမဟုတ်ပေမဲ့ စာအကျိုးစားဆုံးသူတွေထဲကတယောက်ဖြစ်သည်မနေ့တုန်းကငါတို့မုံရင်ကားချက်စားကြတယ်ငါပြောဥထဲ့တယ်မဟုတ်လားမုံရင်ကားထဲမှာငါပြောဥထဲ့တယ်ဆိုတာကရင်ရိုးရာအစားစားပဲဘိုးကြောင့်အောင်ဆန်းကအေယာဝတီတိုင်းကိုလာတယ်အဲ့ဒီချိန်မှာဘိုးကြောင့်အောင်ဆန်းကိုမုံရင်ကားနဲ့အက်ခံတယ်ဘိုးကြောင့်အောင်ဆန်းကငါပြောဥမများထည့်ပေးပါလို့ပြောတယ် အဲ့ဒါကိုကရင်အမျိုးသားတွေကအမြင်တွေ့ကြပြီးမြင်တွေ့ကြရပြီးဘူကျောက်အောင်ဆန်းဟာငါတို့ကရင်အမျိုးသားတွေ ਨੇ ရုပ်ချင်းကလည်းစင်တယ်စိတ်သက်ကလည်းဒူညီတယ်လို့ခံစားကြရတယ်ဒီလိုနဲ့ဘူကျောက်အောင်ဆန်းကိုချစ်ပြီးရင်ချစ်ရင်ဖြစ်သွားကြတော့တယ်မပြောဘူးအကြောင်းကိုထည့်ပြော၍နားထောင်နေကြသည့်တငယ်ချင်းများကနော်အေဖိုးကိုလှမ်းပြီးကြိလိုက်ကြသည် နော်အဖေါ်ကခရင်အမျိုးသမီးဖြစ်တည်သူကမတ်တက်ရက်ပြီးခင်ကြည်ကိုမေကုံမေးတလို့နဲ့ပြောလီခင်ကြည်မရေငါကအဟင်းတရတူကရင်ငါတို့ကရင်အမျိုးသားတွေထဲမှာထင်ရှားတဲ့အမျိုးသားကောင်းဆောင်တွေရှိကြသေးတယ်ဟာဆရာကြီးမမခိုင်ဒုနိုင်ငံရဲ့ဒုတိယမြောက်ရွေးချယ်ခံရတဲ့နိုင်ငံတော်သမရမန်ဝင်းမောင်ဆရာကြီး စောဆံဖို့တင်ငါဦးလေးကကြောင်းထားပြီးလို့ဒီကိုရောက်လာတာရတာငါတိချင်လို့မေးတယ်မေးမယ်တရာကဘူဒီဆီယမကိုပဲအသေးဆွေးအောင်ချစ်မိပြီဆိုတော့တချင်းကြောင်းနင်တိတယ်လို့ပြောပြပါလားခင်ကြီးကပြုံးဖြဲဖြဲလှုပ်ပြီးဖြေသည်ငါတိတယ်လို့ပြောမယ်နော်ဂျပန်နေဝင်လာတော့အင်္ဂလိပ်တွေပြည်တယ်ဟာ 1942မှာကရင်ဘက်မှအထက်ကဖြစ်တယ်။ညောင်မြမြို့မှာပေါ့ကိုကြောင်ဆန်းကကရင်ဘက်မှာချစ်ကြည်ပြန်လဲတိဆောက်ဖို့အတွက်ညောင်မြမြို့ကိုသွားခဲ့တယ်။ကိုကြောင်နဲ့ဒေါခင်ကြီးတို့ရဗီးစာအချိန်လောက်ဖြစ်မယ်ထင်တယ်။ဒေါခင်ကြီးကလည်းညောင်မြသူဆိုတော့ကရင်တွင်းပါနိုင်တယ်ဟာခင်ကြီးတယောက်တိတလောက်ပြောနေရှာတော်သည်ကိုကြောင်ဆန်းက ဒီလိုပြောတယ်ခါရမီတခင်တွေရန်ခါမှုကြောင့်ကရင်ဗမာပြဿနာဖြစ်ရလားဒီချိန်မှာညီညွတ်ရေးဆိုတာဒေရေးရှင်ရေးသမျှအရေးကြီးတယ်အဲ့ဒီလိုပြောပြီးအယောရီတိုင်းကိုတွားခဲ့တယ်တဲ့ကရင်လူငယ်တွေပါတဲ့လက်နက်ကင်ကရင်တပ်ရင်းတင်းရင်ကိုလည်းရုံုံကြီးကြီးနဲ့ဖွဲ့စည်းပေးခဲ့တယ်တဲ့စောစံဖိုးတင်ကိုလည်း တန်ရင်မှုရာဒူးခန့်ခဲ့တဲ့ပူချောင်းဆန်းကရောက်လျာအရက်မှာခရင်အစားစာတွေကိုနှစ်နှစ်ချက်ချက်စားတဲ့လေတကယ်လဲကြိုက်တယ်ကြိုက်တယ်တဲ့ဟာငါဖတ်ဘူးတာပြောရဦးမယ်ငါဖတ်ဘူးတာပြောပြရအောင်မယ်ခင်ကြီးကစကားစကိုဖြတ်လိုက်သည်ကျွန်တော်ကိုလှမ်းကြည့်လိုက်သည်ကျွန်တော်ကလည်းတိတိလောက်ဆက်ပြောဆိုသည့်အမူအရာဖြင့် မင်းငော့ပြလိုက်သည်ဘူဂျောင်ဆန်းကကရင်ရွာကိုသွားရင်သူ့လက်ထဲမှာဘဲတော့မှလက်နဲ့ကင်မသွားဘူးတဲ့ရွာတကြီးအိမ်ကိုရောက်ရင်လဲသူတို့စားသလိုပဲစားတယ်တဲ့အပီကောင်းကောင်းသူ့စရာလက်လက်ဆက်ဆက်ကိုဘူဂျောင်ဆန်းကအလွန်ကြိုက်တယ်ဆိုပဲအုံဒီကိုခွဲပြီးအုံကြီးတိုက်တဲ့အခါမှာလဲဘူဂျောင်ဆန်းကဒီအတိုင်းပဲမောတောက်တယ်တဲ့ကရင်ဗမာအထီးခယုံဖြစ်တဲ့ အကြောင်းကိုပုံကြီးချဲ့ပြီးမပြောဘူး။ခရင်လူမျိုးတွေရဲ့တလိထုံးစံအတိုင်းရင်းရင်းနှင်းနှင်းနေတယ်။ထိုင်နေစားတယ်တောက်တယ်ဒါကြောင့်ခရင်နဲ့ဗမာညီညွတ်ခဲ့ကြတယ်။ဆရာမတချင်းကဘိုးကြောင့်အစမ်းအတွက်ခရင်လူငယ်တွေကရေးပီးထားလို့ငါလိလာဘူးတယ်။ဒီတချင်းဟာခရင်ဗမာချစ်ကြည်ရဲ့အမှတ်အတာပဲတင်ဂေတာပဲတမိုင်းပဲမောင်ထွန်း မောင်တန်းထွန်းကထိုင်နေခင်ကြည့်ကိုမေးလိုက်သည်မမခိုင်ကအာဇာနီကိုဦးထဲမှာဘာတာဝန်ကိုယူရတာလဲဆက်မှုလက်မှုနဲ့အလုတ္တမဝန်ကြီးဌာနဝန်ကြီးအဖြစ်တာဝန်ယူခဲ့တယ်တကယ်တော့မမခိုင်ကဝန်ကြီးဖြစ်ဖို့မဟုတ်ဘူးဟာ1946စက်တင်ဘာလမှာပေါ့ဖဆဖလဖွဲ့ချုပ်ကရရှိထားတဲ့ဝန်ကြီးနေရာတွေထဲမှာ ရင်ဗမာသူစီရည်အတွက်ရည်ရွယ်ပြီးကရင်အမျိုးသားတပူကိုဝင်ကြီးအဖြစ်ခန့်ဖို့ဆုံးဖြတ်ခဲ့ကြတယ်တဲ့အဲ့ဒီနေရာမှာကရင်မျိုးသားကြီးမောင်ဝင်းမောင်ကိုရည်ရွယ်တဲ့ဟိုကြောင့်ဆန်းကအဆိုတင်နဲ့ဥနုကထောက်ခံတယ်ကျန်တဲ့အမှုဆောင်တွေကလည်းထောက်ခံကြတယ်ဒါပေမဲ့ဥကြုံငိမ့်နဲ့ဥပတ်ရှိတို့ကကန့်ကွက်တဲ့အတွေ့ခရင်မျိုးသားကြီးမောင်းဝင်းမောင်အစား ကရင်အမျိုးသားကြီးမမ္ဘတ်ခိုင် ဖြစ်လာရတော့တယ်အဲ့ဒီအချိန်တုန်းကဆရာကြီးမမ္ဘတ်ခိုင်ဟာဖတ်စာပလအပွက်ရဲ့အမှုဆောင်လူကြီးတူဖြစ်တယ်လို့ကရင်လူငယ်အပွက်စီယုံရဲ့ဥက္ကဋ္ဌလည်းဖြစ်နေတယ်ဒီလိုနဲ့1948ဇူလိုင်လ19ရက်နေ့စနေနေ့နေ့နဲ့စင်နိုင်းကြီးခွဲကြော်မှာဘူကျော်အစနဲ့အတူကြဆုံးခဲ့ရရှာတယ် ကြာဆုံးတွားချိန်မှာအသက်46နှစ်ပဲရှိသေးတယ်။နှမျောเสียကောင်းလိုက်တာဟာခင်ကြီးကသူ့စကားကိုပြောနေနေရင်ဝမ်းနေသည့်အမှုရာလုပ်ပြသည်။လာရောက်မင်းမင်းအောက်တင်သူ့မျက်နာကိုရေးတီးတီးမြင်နေရ၏။ငါပြောမယ်။အဲ့ဒီနေ့လုတ်ကြံခံရမှုမှာဘိုးကျောင်းဆန်းကထိတ်ဆုံးအလဲမှာထိုင်နေဘိုးကျောင်းရဲ့ညာဘက်ထိုင်ကုန်ထိတ်မှာ ဝကျုံနဲ့ကလည်းထိုင်နာကဆရာကြီးမန်းပါခိုင်းဝကျုံကကြီ73ချက်တင့်ပြီးကြာဆုံးရရှာတဲ့ဆရာကြီးမန်းပါခိုင်းကတော့ကြီ95ချက်တင့်ပြီးကြာဆုံးရရှာတယ်ကြာဆုံးသွားရတဲ့အာဇာနည်ကိုဦးထဲမှာဆရာကြီးမန်းပါခိုင်းဟာအကြီးအများဆုံးတင့်ခရတူပါပဲဒီကနေ့ဟာဆရာကြီးမန်းပါခိုင်းရဲ့တရား9နှစ်မွေးနေ့ နှိမ့်မြောက်မွေးနေ့ဒီအကြောင်းကငါပြောနိုင်ဖို့တွန်းခဲ့တဲ့တစ်ဖက်လောက်ကလေးကစာတွေကြိုပြီးဖတ်ခွင့်ရခဲ့တယ်။ငါလည်းဒီလောက်ပဲမှတ်မိတော့တယ်။ခင်ကြီးကကျွန်တော်ကိုလှမ်းကြည့်လိုက်သည်။သူ့ကိုထိုင်ရန်အမူအရာပြလိုက်တဲ့ဖြစ်တငယ်ချင်းများအကြား၌ဝင်ပြီးထိုင်တော်သည်။ကျွန်တော်ကနှုတ်ဆက်စကားဆိုလိုက်သည်။ကဲတားတို့တမီးတို့ ဒီနေ့ဆရာကြီးမမ္ဘခိုင်ရဲ့မွေးနေ့ကိုငါတို့ဂုံပြုလိုက်ကြပြီ။မင်းတို့ကို ပြောစရာရှိတယ်။ကျွန်တော်လက်ထဲတွင်ကြက်ဥတလုံးကိုအစင်တည့်ယူလာခဲ့သည်။ဒီမှာကြက်ဥတလုံးတွေ့လား။ကြက်ဥတော်တော်များများကရင်နှီးနဲ့အပြုတ်ခံကြရတယ်။တချို့ကတော့ဒေဥတဲ့ထဲ့ပြီးအကျော်ခံကြရတယ်။အကောင်ပေါက်သွားတဲ့ကြက်ဥဆိုတာရှားတယ်။ကြက်ဥအနည်းစုကသာအကောင်ဘဝကို ရောက်သွားကြရတယ်။ကြက်ဦးကိုလက်ညှိုးထိုးပြီးကျွန်တော်ကပြောလိုက်သည်။ဒီကြက်ဦးထဲမှာအကောင်ဖြစ်နိုင်တဲ့အရေးကြီးတွေအနှစ်တွေပါတယ်။အကောင်ဘဝရောက်ချင်းဘာလုပ်ရမလဲတိလာ။အားလုံးကငြိမ်ပြီးနားထောင်နေကြတော့လီ။အကောင်ဘဝရောက်ဖို့ကြက်ဦးဆိုတာလိုအပ်တဲ့အပူဒဏ်ကိုခံကြရတယ်။ပြီးတော့ဥခုံမမကြီးကိုလည်း ကိုယ့်ရဲ့နှုတ်တီးနုနုလေးနဲ့မကြောက်မရွံ့ထိုးရတယ်၊စိတ်ရတယ်၊ဖောက်ရတယ်၊ထွက်ရတယ်။အမူအရာလှုပ်ပြီးစကားကိုကျွန်တော်ကပြောသည်။ဥခွန်ထဲမှာပဲထားဝစဉ်နေသွားမယ်ဆိုရင်တော့အကောင်မဖြစ်နိုင်တော့ဘူး။အကောင်ဖြစ်ချင်းဖြစ်ချင်းတယ်ဆိုရင်တော့ကိုအားကိုကိုပါကိုဥခွန်ကိုနှမျောမနေပါနဲ့။မဲမောမနေပါနဲ့။ ီနေ့ဟာဥခွန်ကိုဖောက်ထွက်ခဲ့တဲ့သူရဲကောင်းတယောက်ရဲ့ငွေနေလာတတညံ့မှာမင်းတို့မှတ်ထားကြအကောင်ဖြစ်ချင်ဥခွန်ကိုဖောက်ထွက်ဒါပဲ